ပြောသူ့အမေရောအဖေရောအခုနဲ့တငယ်ချင်းတွေဖြစ်တဲ့အတွက်ဥလေရောပေါ့နော်ပြီးအတော်လေးရောအခုနဲ့မောင်သမားတွေလိုနေရမိသားစုတွေနဲ့တူနေတဲ့အတွက်သူ့အခုတော့အခုတည်းကလေးတယောက်လိုဖြူစင်နေမြင်နေတဲ့အတွက်ကိုယ့်ရဲ့သူသားတယောက်အဆုံးသတ်လို့မျိုးခံစားရပါတယ်ပြီးတော့သူဖြောပြခြင်းနဲ့စင်ပေါ်မှာနှလုံးရောဂါရှိပြီးတော့တချင်းတက်ဆိုရင်လည်းသုံးသွားရလားပေးသက်တယ်လည်းမျက်မြင်ကိုယ်ကြီးဖြစ်သွားတဲ့အတွက်လည်းသူရုံမရဖြစ်ရပါတယ်ပေါ့နော်ပြီးတော့အခုတို့ချစ်တဲ့ဂီတအုံမှာမှဟိုပေးသက်တယ်အားလုံးအားပေးအောင် လွယ်လွယ်ကူကူဂီတကိုသူမရွေးချယ်ပဲနဲ့ပြည့်တဲ့အများကြီးမကြိုက်လဲသူလှုပ်ချင်တာကိုရဲငွေလှုပ်ရတဲ့လှုပ်ချင်တဲ့စိတ်ဓာတ်နဲ့ heavy melody ပေါ့နော် trust melody အဲ့လိုအချမ်းပန်းတွေကိုပြဿနာမြန်မှန်းသိပြီးတော့သူလှုပ်တဲ့ interview တွေကို ကြည်ရတယ်နားထောင်ရတဲ့အခါကျတော့သူ့ရဲ့ရည်တည်မှုကိုလည်းလေးစားပါတယ်သူဖျော်ဖြေတာကိုသူ့ပြည်ရဲ့ရေမွန်ရဲ့ဘွယ်မှာသူတို့သွားဖျော်ဖြေတာဖြစ်တဲ့အတွက်အမှုပညာကြီးတွေပါတော့အကောရောမသိဘူးနော်ဒါပေမဲ့သူကတော့ပတ်စံကြောင်လောက်တာမဟုတ်လို့အခုထင်ပါတယ်အဲ့တော့အမှုပညာသမားတိုင်းကတော့ဒီလိုမျိုးကြုံနေကြပါအဲ့တော့အကုန်လုံးလည်းဖြစ်သွားနိုင်ပါတယ်ဆင်ပေါ်မှာအသက်ရကြီးမြင့်လာတဲ့အချိန်မှာခန္ဓာရင်မရှိတဲ့အချိန်မှာဖြစ်နိုင်ပါတယ်အဲ့တော့အားလုံးမလွဲမသွေသင်ခန်းစာယူရမယ့်အချက်ကတော့ကိုယ့်ချမ်းမာရေးနဲ့ရှင်လိုက်လို့ရှိရင်အမှုပညာကိုဟိုတတိထားပြီးလှုပ်စေချင်ပါတယ် သူ့ကိုကလေးလို့အခုတည်းမြင်နေတော့မှပဲအသက်35နှစ်ဆိုလဲအခုတို့စိတ်တွေမှာတော့ကလေးပါပဲပေါ့နော်ပြီးတော့သူ့အမေရောအဖေရောအခုတည်းတငယ်ချင်းတွေဖြစ်တဲ့အတွက်ဦးလေးရောပေါ့နော်ပြီးတော့အတော်တွေရောအခုတို့ကမောင်သမားတွေလို့ never မိသားစုတွေနဲ့သူ့နေခဲ့တဲ့အတွက်သူ့အခုတို့ကအခုတည်းကလေးတယောက်လို့ဖြူစင်နဲ့မြင်နေတဲ့အတွက်ကိုယ့်ရဲ့သူသားတယောက်အဆုံးသတ်လို့မျိုးခံစားရပါတယ်အမြဲတမ်းလဲသူ့အတွက်နှမျောမိပါတယ်ပေါ့နော်နောက်ပြီးသူ့ရဲ့တည်ဆုံးပြီးမှသိရတဲ့သူ့သတင်းလေးတွေကလည်းသူ့ရဲ့ဖြူစင်မှုကိုပြန်ချရတဲ့အတွက်ဟိုလူရှိလူခင် များတဲ့အနုပညာရှင်တယောက်လို့လည်းအကွာသူ့ကိုအတိမပြူပါရဲ့ဗောနော်ပြီးတော့ကိုတို့တိရဲ့ကလေးလေးတယောက်ကခုကျတော့ ဟိုပြန်ကြားတဲ့ feedback တွေကပေါ့နော်ပြည်သက်တွေဘက်ကရောသူ့ကိုချစ်တဲ့ဂီတသမားတွေဘက်ကရောအားလုံးကသူ့ပုံမှာအားလုံးကကောင်းတဲ့နေပဲပြန်ကြားရတယ်လေသူမာနကြီးတာတို့သူအများပုံမှာဒုက္ခပေးတာတို့တခါမှကြားရတဲ့အတွက်သူ့ရဲ့ဖြူစင်တဲ့ဂုံတဲ့င်းကိုအခုကအခုမှအတိမတ်ပြောရဆိုဖြစ်တဲ့အတွက်လည်းဂုံယူပါတယ်ပြီးတော့သူဖြောပြခြင်းနဲ့စင်ပုံမှာနှလုံးရောဂါရှိပြီးတော့တချင်းတက်ဆိုရင်လည်းဆုံးသွားရလားပေးသက်တွေလည်းမျက်မြင်ကိုယ်တိုင်ဖြစ်သွားတဲ့အတွက်လည်းလူယုံမရဖြစ်ရပါတယ်ပေါ့နော်ပြီးတော့အခုတို့ချစ်တဲ့ဂီတအုံမှာမှဟိုပြည်သက်တွေအားလုံး အားပေးအောင်လွယ်လွယ်ကူကူဂီတကိုသူမရွေးချယ်ပဲနဲ့ပြည့်တဲ့အများကြီးမကြိုက်လဲသူလှုပ်ချင်တာကိုရဲငွေလှုပ်ရတဲ့လှုပ်ချင်တဲ့စိတ်ဓာတ်နဲ့ heavy metal ပေါ့နော်ဟို trash metal အဲ့လိုအချမ်းပန်းတွေကိုပတ်စံမြန်မှန်းသိပြီးတော့သူလှုပ်တဲ့ interview တွေကိုကြည့်ရတယ်နားထောင်ရတဲ့အခါကျတော့သူ့ရဲ့ယက်တီမှုကိုလည်းလေးစားပါတယ်ပြီးတော့သူအခုလိုမျိုးရုတ်တရက်ခွဲလုံတော့ပေမဲ့လူတွေရင်ထဲနှလုံးသားထဲကိုတိတ်ပိုက်သွားတဲ့ဂီတသမားလေးတစ်ယောက်ဖြစ်ပြည့်တဲ့တွေမြင်ဝင်ရတဲ့အတွက်လည်း အကောတော့ဂုံရယ်လို့ပြောချင်ပါတယ်နောက်ဘောမှာလည်းဒီလိုမျိုးပဲသူဝန္ဒနာပါတယ်အမှုပညာလောကတွေမှာပြန်လည်ရှင်သန်ပါစေဆိုပြီးတော့ဆုတောင်းပါတယ်တပိကရရဲဆိုတော့ညီမရဲ့အမှုပညာသမားနိုင်ငံတော့စင်မောဖြောပြတဲ့ခါမှာပြင်ပန်းရတာပါပဲအခုတို့ဆိုလေအသက်ရွယ်ကြီးလာတဲ့ခါမှာအားလုံးကခဏနေမရှိတော့ပါဘူးတခါကျတော့စင်မောအကုန်ပြင်ပန်းတာတွေအများကြီးပါဟိုအန်ဒါဂရောင်းဆိုစတိတ်ရိုက်တယ်ဆိုရင်အကုန်မျိုးလုံးတွေပြာပြီးတော့ဟိုနိုင်ပေါင်း၄-၅နိုင်ကြီးလောက်မခံနိုင်ဘူးပေါ့နော်ပင်ပန်းတဲ့ခါကျပလေယာအသိဆုံးပါပဲအချာကြီးနေရတဲ့ခါကျဟိုပြောချင်တာကဟိုလူရှိသူရှိမှအဲ့လိုမျိုး ဖြစ်သွားရင်လည်းအကိုတို့လည်းဖြစ်သွားနိုင်တယ်လူတိုင်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဟိုအမှုပညာပေါ်ထားတဲ့ခံယူချက်ပေါ့နော်ခုနလိုချွေးလေးတစ်စက်မှမထွက်ဘဲနဲ့စုပ်ပြီးဆင်းပေါ်ဆင်းသွားတဲ့အမှုပညာရှင်တွေလည်းရှိတယ်လို့မျိုးလှုပ်လှုပ်ရှားရှားနဲ့ပြိတက်ကိုချစ်အောင်လှုပ်ရတဲ့အမှုပညာရှင်တွေအများကြီးရှိပါအဲ့တော့ပင်ပန်းမှုမတူပါဘူးပေါ့နော်တချို့ကြလည်းစီတွေဖွင့်ထားတယ်တင်းဆောင်ထားတယ်စီတီပေါ်မှာပြဿနာတွေအများကြီးယူထားတယ်ဒါမျိုးတွေလည်းအများကြီးရှိတယ်အခုကျတော့ तू ကတော့တကယ်အားနဲ့အင်းနဲ့ဆိုတယ်ပြဿနာလည်းအများကြီးလည်းရတာမဟုတ်ဘူး तू ဖြောပြေတာကိုတွတ်ပြီးရရီမွန်ဝဲပေါ်မှာသူတို့သွားဖြောပြေတာဖြစ်တဲ့အတွက်အမှုပညာကြီးတွေပါရောအကောတော့မသိဘူးနော်ဒါပေမဲ့ तू ကတော့ပြဿနာကြောင့်လှုပ်တာမဟုတ်ဘူးလို့ ကိုတင်ပါတယ်အဲ့တော့နုမြညာသမားတိုင်းကတော့ဒီလိုမျိုးကြုံနေကြပါအဲ့တော့အကုန်လုံးလဲဖြစ်သွားနိုင်ပါတယ်ဆင်ပေါ်မှာအသက်ရကြီးမြင့်လာတဲ့အချိန်မှာခန္ဓာရင်မရှိတဲ့အချိန်မှာဖြစ်နိုင်ပါတယ်အဲ့တော့အားလုံးမလွဲမသွေသင်ကန်းသာယူရမယ့်အချက်ကတော့ကိုယ့်ချမ်းမာရင်နဲ့ရှင်လိုက်လို့ရှိရင်အနုပညာကိုဟိုတတိထားပြီးလှုပ်စေချင်ပါတယ်အခုလိုမျိုးဟိုဟိုဘယ်လိုမှမတော်တဆစင်မြင့်ပေါ်မှာလဲသွားတာမျိုးကတော့နောက်ထပ်မဖြစ်အောင်ကိုယ့်ချမ်းမာရင်စိတ်ဖြစ်တဲ့အချိန်မှသာလေဒီလိုဖြောပြမှုတွေကို queue site လို့တင်တယ်လို့တော့ချမ်းမာရင်အမြင်ကိုသူကပေးသွားတယ်လို့အခုပြောချင်တယ်